ကနောင်မင်းသားကြီးနဲ့တိုင်ထိတ်ခေါင်းနေတို့ဟာတနေ့မှာဝဲတော်စားသုံးဆောင်ရင်ပြဿနာဖြစ်ကြပါလေကနောင်မင်းသားကြီးကလက်သုံးတော်သားနဲ့ခုတ်ဖို့ရွယ်တဲ့အတွက်အထင်းတော်ကြီးများကဖြံပြေးလိုက်ကြရပါတယ်အဲဒီနောက်တော့ဖြင့်တိုင်ထိတ်ခေါင်းနေဟာနာဂဆရံဘောလေကိုရေးထားခဲ့ပြီးရွှေနန်းတော်ကြီးကိုထွက်ခွာသွားပါတယ် ဒီဘောလေသချင်းကိုဆိုတော့ခင်အောင်ကကနောင်မင်းသားကြီးကိုဒီဆိုဆက်သွင်းပါတယ်ရှင်နာဂဆာတရေမြန်ညပေးပါချီဘူးစီ ਗੁਰੂ 小鸟，你这。